င်္ဂလာပါရှင်မန္တလေးကတဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ရဲ့ရွေးကောက်ပွဲအတူကိုညင်ပဲအန်ယူဂျင်းရဲ့ဆရာပေးသားပြည်သူလူထုကိုယ်စားလှယ်ဥရောပသမဂ္ဂပါလီမန်သတ်မှတ်လာမယ့်ဒီဇင်ဘာလဇန်နဝါရီလတွေမှာဂျပန်စစ်တပ်ကျင်းပဖို့ပြင်ဆင်တဲ့အတူရောင်ရွေးကောက်ပွဲကိုဥရောပသမဂ္ဂပါလီမန်ကညင်ပယ်လိုက်ပြီးအမျိုးသားညီညွတ်ဆိုရအန်ယူဂျင်းရဲ့အပြာစုလွတ်တော်ကိုယ်စားပြုကော်မတီကိုထပ်မံအသိပြုကြောင်းဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ် အတက်ပတ်ဆဲအုပ်စုတစ်ဖက်သက်ပြင်ဆင်တဲ့ရွေးကောက်ပွဲဟာတရားမဝင်မနိုင်ငံတကာအတိမတ်ပြုတ်ဖို့အတွက်ကြိုးစားနေရတာဖြစ်ပြီးထွက်ပေါ်လာမဲ့ရွေးကောက်ပွဲရလဒ်ကိုလည်းရှုံချရလို့ဆိုတယ်။လက်ရှိပြည်သူ့ရဲ့စောင့်ရုံတွေရဲ့ဖိနှိပ်လွှမ်းမိုးမှုတွေခံရခြင်းတွေမှာပြုတ်လုတဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲမဟုတ်ဘူးလို့ဆိုပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာဖြစ်ပွားခဲ့တဲ့ဆရာနာသိမ့်မှုနောက်ပိုင်းစစ်တပ်ကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေလူ့ခွင့်ရေးချိုးဖောက်မှုတွေနဲ့တရားမဝင်အုပ်ချုပ်မှုကိုလည်းပြင်းထန်စွာရှုံချရလို့ထုတ်ပြန်ထားပါတယ်။ အဲလိုအနာသိမှုရက်ဆက်ချမ်းကြုံမှုတွေအတွက်တာဝန်ရှိသူစိတ်ကောင်းဆောင်နေစီးပွားရေးလုပ်ငန်းတွေနဲ့လက်နက်ထောက်ပံ့သူတွေပေါ်ပြမထားအရေးယူဖို့တန်ခတ်ပိတ်ဆို့ရေးတိုးမြင့်လိုက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီမှမြန်မာနိုင်ငံပေါ်ကဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့ဖို့အစီအစဉ်အမြန်ဆုံးချမှတ်နိုင်တောင်းဆိုသွားမယ်လို့ဆိုပါတယ်။အလားတူရောဘသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆက်နိုင်ငံတွေကစစ်အုပ်စုထံလက်နက်ခဲယံတွေစစ်ရေးနယ်လုံခြုံရေးဆိုင်ရာဆက်ပစ္စည်းကရိယာတွေကိုလွှဲပြောင်းရောင်းချတာတစိမ့်ကန်ရောင်းချတာတွေမပြုလုပ်ဖို့ပိတ်ပင်ထားတယ်လို့ထုတ်ပြန်ကြမှာပါဝင်ပါတယ်။ ပြီးခဲ့2020ပြည်နှစ်ဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကိုအပြည့်အဝအလေးထားလိုက်နာဖို့နဲ့အယက်သားဆရာကိုချက်ချင်းပြန်လဲအာဏာအနှင်ဖို့လဲတောင်းဆိုလိုက်ပါတယ်။ဒါအပြင်ရရှိတည်တဲ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးအတွက်မရှိမဖြစ်လို့အကြက်ဖြစ်အပြည့်ခက်ရက်ဆိုင်တဲ့အကြမ်းဖက်မှုတွေချက်ချင်းရက်တန်ရေးတောက်ဆူလိုက်ကြောင်းလဲဥရောပသမ္မတပါလီမန်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဆလာဘီခင်ဦးမှာစစ်ကြောင်းပြတ်သွားတဲ့စစ်သားတွေအလောင်းတွေတော်လိုက်တက်ကမိရှုပ်ပြီးနဲ့မြင်ရှင်လေ။ဇကိုင်းနိုင်ခင်ဦးမြို့နယ်မှာစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်သားတွေရဲ့အလောင်းတွေကိုမိရှုပ်ကြိုးပြီးနဲ့မြင်ရှင်လေးဆောင်ရွက်ခဲ့လို့ခင်ဦးပကဖကဒီကနေ့မှာထုတ်ပြန်ပါတယ်။ ခင်မြွနဲ့မုံလာကြည့်ရမှာထိုင်ရှားတက်ဆွဲနေထိုင်ခဲ့တဲ့စစ်ကောင်စီတပ်နဲ့ထိတ်တိတ်တိုက်ပွဲပြီးနိုဝင်ဘာ29ရက်နေ့ညနေပိုင်းမှာမုံလာပင်စင်ကိန်ကြည်စုအောင်သာရကာဘိုလန်ချောင်းတိုင်းတိတ်တဆိတ်ဆုတ်ခွာသွားကြတဲ့နိုဝင်ဘာ28ရက်နေ့မှာတော်လင်းအင်အားစုကတိုက်ပွဲဖြစ်ရနေရကိုနေမြရှင်နဲ့တာယာဆောင်ရွက်ခဲ့ပြီးစစ်ကောင်စီတပ်အလောင်းတွေကိုမြွနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ရဲဘော်တွေကတကြွခဲ့လို့သိပေးပါတယ် ဒီနေ့ကချားမြောင်းနေ့ဖြစ်သွားတဲ့စစ်ကောင်စီအလောင်းတွေပေါက်ထွက်ပွင့်ထွက်တဲ့အနေအထားရှိအနှံ့သက်တွေကလူတိုင်းပုံဝင်နိုင်တဲ့အနေအထားဖြစ်ပါတယ်ကျွန်တော်ဆိုနှာခေါင်းစီကနှစ်ခုသုံးခုလောက်တက်ရတယ်ဒါရောင်မဝင်နိုင်မကွင်းကြီးထဲမှာဝင်နိုင်ရဲတဲ့ရဲဘော်တွေကလောက်ရတယ်ဒါရောင်ဒီဇယ်ဓာတ်ဆီပွဲတွေတာယာခွင်းတွေမိစာတုပ်တွေညှော်တဲ့အနေနဲ့အလောင်းတွေကထွက်တဲ့အနှံ့သက်ဆိုရရဲ့နောက်တစ်ခုကသူတို့ရဲ့ body တွေမှာကြံခဲ့တဲ့ကြီးခဲရအကျဉ်းကြံတွေကမိရှွေနဲ့ထားပေါက်တဲ့အန်ဒီရတော်များတယ်။ဒါကြောင့် body အတိအကျဆင်းမယူနိုင်တဲ့ဘုလိုခင်ဥပကဖတာဝန်ရှိသူကပြောပါတယ်။ ဒါပေမဲ့ကျန်းဖြစ်တွေ့ရှိမင်းရှုခဲ့ချက်အရရုံလောင်း30ဝန်းကျင်ရှိခဲ့လို့လည်းဆက်ပြောတယ်။မင်းရှုရဲ့ရုံလောင်းနေတဲ့မှာပုံကြီးအစ်စ်နေနဲ့တက်သားတွေအများဆုံးဖြစ်တယ်လို့လည်းအတည်ပြုပါရယ်။နိုဝင်ဘာဒုတိယဘက်ကစာပြီးကပ်လူမြို့နယ်ဘက်ကနေစစ်ကောင်စီတပ်ကအင်အားတော်ဝန်းကျင်နဲ့ခေဦးမြို့ရဲ့အနောက်မြောက်ခြမ်းကကြေးရတွေကိုစစ်ကြောထုတ်ဝင်ရောက်ခဲ့ရပဲဖြစ်ပါရယ်။အဲဒီစစ်ကြောဟာမုံလကျရမှာလေးရက်ကြာယာယီတက်ထိုင်ချပြီးတော့ပြင်တော်ပြူစားတရကိုထွက်လာတဲ့နိုဝင်ဘာ23ရက်မှာတော်လင်းအင်အားတွေကကြာဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်စစ်ကြောင်းမှာကမ်ဘလူနယ်ကနီးပြွာ332ခမတစ်တုံးလုံးတိုင်ကမ်ဘလူနယ်ကပြူစော်ဒီစုစုပေါင်းခံမှန်းရ180ဝန်းကျင်ရှိပါတယ်စစ်ကြောင်းလက်ကြောင်းလုံးတက်ပြက်တာရုပ်လောင်းတွေခြံထားခဲ့ပြီးကစင်တွေများဆုတ်ပြေးသွားစစ်ကောင်စီတပ်သားတွေကမုံလိုက်ရကိုထွက်ပြေးသွားခဲ့ရတွေ့ရပါတယ်။ထီထွေတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ထံကနေလက်နက်အလက်30ကျော်နဲ့ခန်းနေရရှိခဲ့ပါတယ်။ ။ဒါအပြင်စစ်ကောင်စီတပ်စစ်ကြောင်းထုတ်ခဲ့ရကြောင်းခင်ုံမြို့နယ်က120ကျော်မှာရှိပြည်သူတပေါင်းကျော်ဆေးပိရှောင်နေရပြီးရသည်ဥထုအေးရတဲ့စေစားဝင်နေရတဲ့တခြားအခက်ခဲရှိနေလို့လည်းခင်ုံမြို့နယ်စစ်ရှောင်ရေးကူညီသူတွေကလည်းတည်ပေးပါတယ်။ပြည်သူအနေနဲ့စစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်သွားပေမဲ့ကျေးရွာတွင်အလင်းစလုံးမဝင်ရောက်ဖို့နဲ့ကာကွယ်တပ်ဖွဲ့တွေလက်ညှိုးမှုတိုင်းဝင်ရောက်ဖို့ကိုတိုက်တွန်းထားပါတယ်။ဆက်လက်ပြီးတော့ မြင်းချံခရိုင်ကတော်လိန်တက်ဖွဲ့ခုနှစ်ဖွဲ့ပါမယ်ထူးလေးလှုပ်ရှားစစ်ကြောင်းဖြစ်ဖွဲ့စီတော်လိန်အကောင်နဲ့မန်လေးတိုင်းမြင်းချံခရိုင်အတွင်းကတော်လိန်တက်ဖွဲ့ခုနှစ်ဖွဲ့ပူပေါင်းပြီးအထူးလှုပ်ရှားစစ်ကြောင်းဖြစ်ဖွဲ့စီလိုက်ပါတယ်မြင်းချံခရိုင်တွင်ပြက်ကျဲနေတဲ့တဲတက်ဖွဲ့တွေကစုစည်းညီညွတ်စွာဆေးဖို့ဆောင်နိုင်ဖို့နဲ့ခရိုင်တွင်စေုပ်စုကိုတိုက်ခိုက်နိုင်မှုဒေသတွင်နေပြီးပြည်သူတွေရဲ့အသက်အိုင်တွေကိုဒုနဲ့တဲနဲ့ကောက်ခွင့်နိုင်မှုမြင်းချံခရိုင်တို့လှုပ်ရှားစစ်ကြောင်းကိုဖွဲ့စည်းလိုက်ကြောင်းတော်လိန်ဖွဲ့စီကနေညမှာထုတ်ပြန်ကြေညာတာဖြစ်ပါတယ်မြင်းချံခရိုင်တို့လှုပ်ရှားစစ်ကြောင်းမှာမြင်းချံတောင်တာနှထိုးချင်းငန်းစုံမြို့နယ်တွေက အဖွဲ့တွေဖြစ်တဲ့ Netoji Bibe Defend for and PDF တောင်တာ Bibe Defend for DTA PDF Netoji Gaila for NGF မြင်းချက် Black Tiger MPD One More Call ငန်းစုံ PDF ငန်းစုံမိနကတဖွဲ့အမှန်တေးပြောက်ကြတဖွဲ့ပူပေါင်းပါဝင်တယ်လို့သိရပါတယ် ။အထက်ပါတိုင်းရင်တပ်ဖွဲ့တွေတဲကရဲဘော်တွေကိုစုဖွဲ့လေးစစ်ပြင်းစင်တဲ့လုပ်ငန်းစဉ်တွေနဲ့ပြင်းပြောက်ခဲ့ပြီးလက်ရှိကျင်းညာချက်ထုတ်ပြန်ချိန်ကစကခရိုင်တွင်းရှိရှေ့ရက်စစ်မြေပြင်နေစီမှာဒေသတွေတော်လည်းတတွေနဲ့ဟန်ချက်ညီညီပူးပေါင်းစစ်ရေးတိုက်ခိုက်သွားမှာဖြစ်တယ်လို့မြင်းချန်ခရိုင်ထုတ်လွှင့်ရှားစစ်သားအသိပေးတဲ့အလားတူခရိုင်တွင်းစစ်ရေးရှိန်မြင့်တိုင်းနိုင်မှုနဲ့ဆီယနာရှေ့အမြင့်ပြတ်ချိန်မောရေးအတွက်ညီကိုစိတ်ရဲဘော်စိတ်နဲ့ပူးပေါင်းတိုက်ခိုက်လွယ်လက်နဲ့ကိုင်တပ်ဖွဲ့တွေကိုလည်းမြင်းချန်ခရိုင်ထုတ်လွှင့်ရှားစစ်သားကကြိုးစုံနေရလို့မြင်းချန်ခရိုင်ထုတ်လွှင့်ရှားစစ်ကြောင်းကအထက်မှတီးပေးထားပါတယ် နယူးဒေါ်လာရေးပါမြင့်ချက်ခရအာနာသိစစ်တက်ကိုအမြန်အစောဆုံးလက်နက်ကင်တော်လန်ခဲ့ဒေတာတွေထဲမှာပါဝင်မြို့သိမ်းတိုင်ပေါ်ရည်ဖြစ်ပေါ်စေခဲ့ဒေတာတခုပဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့ဗတ်စီနှိမ့်ဆက်တပ်ဖြတ်မှုစစ်ကြောင်းထုတ်မိရှုံမြို့နယ်လေးကျောက်တိုက်ခိုက်မှုလည်းကာလရှည်ကြာရင်ဆိုင်နေရပါတယ်။ ဆလဗျမောအမျိုးဝင်ရေဥဆန်ဆိုင်ကိမာတက်ဆွဲထားစစ်သားရဲကိုဝေရောက်တိုက်ခိုက်မှုစစ်တပ်ကနှစ်ဦးသေဆုံးဇကိုင်းတိုင်းမောအမျိုးဝင်ရေဥဆန်ဆိုင်ကိမာအထိုင်ကျတက်ဆွဲထားအကြက်ဖက်စစ်သားရဲကိုဝေရောက်တိုက်ခိုက်မှာစစ်တပ်ကနှစ်ဦးသေဆုံးကြောင့်ဒေသတွင်သတင်းမြစ်တွေကပြောပါတယ်နိုဝင်ဘာ29ရက်နေ့ညနေ9:45မိနစ်ခန့်မှာမောရမျိုးဝင်ရေဥဆန်ဆိုင်ကိမာအထိုင်ကျတက်ဆွဲထားအကြက်ဖက်စစ်သားရဲကိုတော်လိုက်တပ်ဖွဲ့တွေကဝေရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ထို့တိုက်ခိုက်မှုကမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးအကြက်ဖက်စစ်တပ်ကစစ်သားနှစ်ဦးသေဆုံးကတော်လိုက်ရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာ နိုင်ခဲ့ပါတယ်။မုံရမြို့ဝင်ရေးစံဆိုင်ကိတ်မှာတက်ဆွဲထားစစ်ခွေးတွေကိုဝေရောက်ပစ်ခတ်ခဲ့လို့လည်းသိရတယ်။ခမ်းမင်းကျေစစ်ခွေးနှကောင်သိမ်းဆုံနိုင်တဲ့စစ်ခွေးတွေဘက်ကတန်ရရလည်းရှိပါတယ်။စစ်ခွေးတွေဘက်ကတော့ပြန်ပစ်တဲ့ဆက်တနက်နဲ့ရန်ပစ်တဲ့အဲ့ဒီကိတ်မှာစစ်ခွေးအရာ၁၀ကောင်ကျော်လောက်ရှိရဲကျွန်တော်တို့ရဲဘော်တွေထိခိုက်မှုရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမိသည့်တော်လိုက်တစ်ဖွဲ့ကလှုပ်ဆောင်ခဲ့တဲ့ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းဒေသတွင်းသတင်းမီဒီယာကဆက်လက်ပြောဆိုပါတယ်။ ဆက်လက်ပြီးစစ်တပ်ကြောင့်ပြည်ပထွက်ပြေးနေတဲ့မြန်မာလုပ်သားတွေကိုလိုက်လံကာကွယ်ပေးအောင်မယ်လို့ခင်ဗျာပြောကြံဖက်စစ်တပ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံသားအများအပြားပြည်ပနိုင်ငံတွေကိုရွှေ့ပြောင်းနေထိုင်နေရတဲ့အတိုင်းအဆိုပါအာဏာသိမ်းစစ်ဘုံချုပ်တွေနဲ့ဖွဲ့စည်းထားအကြံခံရေးပါတီကပြည်ပရောက်မြန်မာလုပ်သားတွေကိုကာကွယ်ပေးအောင်မယ်လို့မက်ဆေ့ပြောကြားနေပါတယ် ဆရာနာသိမ်းမှုကြောင့်ပြည်တွင်းမှာပါအခွင့်အလမ်းမမရှိရတဲ့အတွက်ပြည်ပကိုရောက်နေရတဲ့မြန်မာလောက်သားတွေအခွင့်အရေးတွေဆုံးရှုံးနေရပြီးဒီလူတွေကိုကာကွယ်ပေးဖို့လို့ကြံ့ခိုင်ဥက္ကဋ္ဌခင်ကြီးကသူတို့ပါတီရဲ့ရွေးကောက်ပွဲကျင်းပစာတမ်းရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါကျွန်တော်နိုင်ငံသားတွေဟာပြည်ပမှာရှိတဲ့လုပ်ငန်းရှင်တွေကသူတို့ကိုအလုံးသမားအခွင့်ရပြေဝမပေးထားခင်ဗျားတို့သိတာပဲ။ဟိုရောက်နိုင်ငံကူးလက်မှတ်ကိုတင်ထားတယ်။တစ်ဆယ်တိုင်ငါးချက်ပဲပေးရစရတောက်ရတာအလုပ်ရတာ၊ကင်ရတာအင်မတန်မှကျွန်တော်နစ်နာပါတယ်။ပြည်ပခီးစင်မှာ တော်တော်များများကျွန်တော်ဆွေးနွေးပွဲဒီအတွက်လည်းကျွန်တော်အပြေရှားပူတယ်ချုပ်ပြရဲ့ပြပမှာကျွန်တော်နိုင်ငံအတွက်အလုတ်ကျွေးပြုနေသူတို့မိသားစုတွေအတွက်အလုတ်ကျွေးပြုနေဒီပုံကိုယ်တွေကကွယ်ရကျွန်တော်လိုရမယ်ဒါတာဝန်တရပါပဲအလုတ်သမားတွေလောက်ခလာစားအနေနဲ့ဆေးရိတ်တွေနဲ့ပတ်သက်ပြီးပုဂ္ဂလိကနဲ့ဆွေးရကွယ်ပြားခြားနာတာတွေကိုအနည်းဆက်ဆုံးကိုက်ညာလို့ပေးမယ်လို့ပြောပြီးခင်ကြီးကဆွဲဆောင်စီရင်ခဲ့တယ်လို့ပြပမှာရှိအလုတ်သမားတွေကိစ္စကတော့ကျင်းတည်လောက်မယ်လို့ဆိုပါတယ် ကျွန်တော်ဘယ်လိုလုပ်မလဲနိုင်ငံဆွေးရကျင်းနားလည်မှုစွာကျွန်တော် MOU ထုတ်မယ်ခမောင်းနိုင်ငံမှာရှိကျွန်တော်လုပ်သားတွေကိုတရားဝင်လုပ်သားအဖြစ်မှတ်ပုံတင်ပေးပါဆိုရင်သူတို့ကနံပါတ်1ဥပဒေရအကအွယ်ရတော့တယ်သူတို့ကို ထင်တိုင်းနှိမ့်ဆက်လို့မရတော့သူတို့ကတရားဝင်ကျွန်ုပ်နိုင်ငံရဲ့အလုပ်သားဖြစ်သွားပြီးပြပမှာရှေ့ကျွန်ုပ်တရားမဝင်လို့သမားတွေကိုတရားဝင်ဖြစ်အောင်သူတို့ရဲ့လွှဲပြမှုကိုသူတို့လည်းအကျိုးရှိသူတို့မိသားစုလည်းအကျိုးရှိနိုင်ငံတော်လည်းအကျိုးရှိအခွန်ရဆိုတဲ့၃၃ဖလဲဝင်းဝစ်စတူရရှင်ဖြစ်အောင်မဖြစ်မနေဖန်တီးပဲလို့ပြောချင်ပါတယ်လက်ရှိမြန်မာနိုင်ငံမှာဆ ਿਆ နာသိမ့်မှုကြောင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာသွားပြီးလောက်ကိုင်းခွင့်နဲ့ရှားပါမှုတွေစစ်တပ်ရဲ့စစ်တပ်စစ်မှုတွေပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့်မြန်မာလူငယ်အများပြပြပနိုင်ငံတွေကိုတရားဝင်ရောတရားမဝင်မှာထွက်ပြေးနေကြရတာပဲဖြစ်ပါတယ် နားဆင်အားပေးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်